ကိုယ်ထာနေကုမနေပဲဖက်တီမကိုလိုက်ပြိုင်နေလို့လူပြောများနေရဲ့ဆယ်လီအောင်ချမ်းအေးပရိသတ်များအလုံးဝဲမင်္ဂလာပါရှင်ကိုရဲ့ကိုပိုင်လန်းချောင်းကိုပိုင်ကုံပစ္စည်းနဲ့အောင်မြင်နေရတဲ့နဲ့အခုမှဖက်တီမလို့တယ်လို့လိုက်လို့နေတယ်ဈေးကွက်လိုက်ပြိုင်နေရဆိုပြီးဝေဖန်မှုတွေအပြင်းထန်ခံနေရတာကဆယ်လီဖုတ်ဘလော့ကအောင်ချမ်းအေးပဲဖြစ်ပါတယ်ရှင်ဆယ်လီအောင်ချမ်းအေးဆိုတာကအစောပိုင်းမှာတော့တာမန်လူတစ်ယောက်ပါပဲဒါပေမဲ့နောက်ပိုင်းမှာတဘာဝဆန်ဆန်စားပြတဲ့ natural food blogger တစ်ယောက်ဖြစ်နေပရိသတ်တွေရဲ့ဈေးကိုထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့ပါတယ်အထူးသဖြင့် ့ရဲ့နာမည်ကြီးအမှတ်သားကငပိရီပါငပိရီကိုတို့စရာအစုံလေးနဲ့နည်းဖက်ပြီးတော့အရသာရှိရှိစားပြရာကနေပရိသတ်တွေရဲ့အားပေးမှုတွေကိုတဟုန်တို့ရရှိပြီးတော့နာမည်ကြီးလာခဲ့ရပါအဲဒီနောက်မှာတော့သူကျွမ်းကျင်နဲ့သူနဲ့နာမည်ကြီးခဲ့တဲ့ဒီငပိရီကိုပဲစီဝါဖြစ်တရားဝင်ထုတ်လုပ်ပြီးတော့တနိုင်ရလုံးကိုဖြန့်ချီရောင်းချခဲ့ပါတယ်ဒီငပိရီစီဝိုင်းနဲ့ပဲအခုဆိုရင်တိုင်နှလုံးကားရီများစွာပိုင်ဆိုင်ပြီးတော့ជីជីတက်ကျွဲဝချမ်းသာလာသူတယောက်ဖြစ်နေပါပြီ။ ဒါအပြင် Facebook ကရတဲ့ဝင်ငွေတွေကြော်ညာတွေကလည်းတည်တန်းရနေရဆိုတော့သူ့လမ်းကြောင်းတဲ့သူတော်တော်လေးအောင်မြင်နေရကုန်အားလုံးကအတိအမှတ်ပြုထားပြီးသားပါဒီလိုပါပဲ social media ကနေအောင်မြင်လာတဲ့နောက်တစ်ယောက်ကတော့ဖတ်တီးမှာပါသူမကတော့မန္တလေးဥပိန်တရားဘော်ကလမ်းဘေးဈေးတဲ့ဘော်ကနေစူးစမ်းခဲ့ရတဲ့သူပါကိုဝင်ဆောင်ထားချိန်မှာတံမြန်လေးတုပ်ကိုချင်းချင်းတက်ပြီးတော့အရန်စားချင်တဲ့ပုံစံနဲ့အစားပြရာကနေပရိသတ်တွေကသတိထားမိပြီးတော့နာမည်ကြီးလာတာပါနောက်ပိုင်းမှာတော့သူမရဲ့အတိတ်ကအုံပစ္စည်းဖြစ်တဲ့ငားရီကွန်ကျော်နဲ့နာမည်ထပ်ဆင့်ကြီးလာပြီးတော့ဒီငားရီ ကုံကျော်ကြောင့်ပဲချမ်းသာကြွားလာကအခုဆိုရင်ရန်ကုန်မှာတောင်ဆိုင်ခွဲဖွင့်လှစ်ထားနိုင်တဲ့ဒီအောင်မြင်နေရဖြစ်ပါတယ်။ဖက်တီးမလို့ပြောလိုက်တာနဲ့ငားရီကုံကျော်၊ငားရီကုံကျော်လို့ပြောလိုက်တာနဲ့ဖက်တီးမဆိုပြီးတော့ပရိသတ်တွေကမိုဘိုင်းလိုတောင်သတ်မှတ်ထားကြတာပါ။ပြဿနာကဒီနေရာမှာစတာပါ။ကိုယ့်ရဲ့ငပိရီ brand နဲ့အခိုင်အမာနေရာရထားတဲ့အောင်ချင်းကြီးကဖက်တီးမရဲ့အမှတ်အသားဖြစ်နေတဲ့ငားရီကုံကျော်ကိုလိုက်ပြီးတော့ထုတ်လို့ရောင်းချလာတဲ့ပုံမှာပရိသတ်တွေကဝေဖန်နေကြတာပါ။လူအများစုကဒါကိုကိုပါသာစည်းဝါမလို့ပဲဖက်တီးမ ကိုအားကြပြီးတော့လိုက်လို့တော့ကို့ဌာနဲ့ကိုမနေဘူးလို့သုံးတတ်ကြပါတယ်။တချို့တွေကဆိုရင်ဖက်တီမရောင်ပြီးအောင်မြင်နေမှမနာလိုလို့လိုက်ရောက်တော့ဒါကနေရလို့တာအောင်မြင်နေတဲ့သူကိုတမင်တသက်လိုက်ပြိုင်တော့ဆိုပြီးတော့ပြင်းပြင်းထန်ထန်အပြစ်တင်ပြောဆိုနေကြတာဖြစ်ပါတယ်။ဒီလိုဝေဖန်မှုတွေအများကြီးထွက်ပေါ်လာတဲ့ချိန်မှာအောင်ချင်းအေးဘက်ကပြန်လည်ရှင်းလင်းထားတာရှိပါတယ်။သူအနေနဲ့ဖက်တီမကိုနေရလို့တာမဟုတ်ကြောင်းဖက်တီမလိုတနိုင်ငံလုံးကို delivery ပို့မှာမဟုတ်ဘဲသူ့ရဲ့ငားရည်ကွန်ကျော်ကိုစိုက်တီယိုဖျားပေါ်မှာပဲအဓိကထားရောင်းချ သွားမှာဖြစ်ကြောင်းဖြည့်ရှင်းထလာတွေ့ရပါတယ်။ဒါပေမဲ့လည်းလူတွေကတော့ကို့အထံထဲကိုမနေဘူးဆိုတဲ့အချက်ကိုပဲအဓိကထားပြီးတော့အောင်ချမ်းအေးကိုအပြစ်တင်နေကြသေးပါပဲ။တခြားစပတ်မှာတော့စီးပွားရေးရှုထောင့်ကနေမြင်နေသူတွေလည်းရှိပါတယ်။သူတို့ကတော့ပင်လယ်ရေကိုတယောက်တည်းတောက်လို့ကုန်တာမှမဟုတ်တာဆိုတဲ့စကားပုံလိုပဲ။ဒါကစီးပွားရေးပဲရှင်ပြိုင်မှုရှိတာတဘာဝပဲ ငားရီကွန်ကြောရောင်းတာဘာဖြစ်လဲဆိုပြီးတော့မေးခွန်းထုတ်နေကြတာတွေလည်းရှိပါတယ်။ဘလို့ပဲရောင်းရောင်းဒါကသူ့ရဲ့လွတ်လပ်ခွင့်ဖြစ်လို့အပြစ်ပြောလို့မရဘူးဆိုတဲ့အတန်တွေကလည်းကြားနေရပါတယ်။ဒီတော့ပြိသက်ကြီးတို့ရောဒီကိစ္စကိုဘလို့မြင်ကြပါသလဲ။ဒါဟာအောင်မြင်နေတဲ့သူကိုမနာလိုလို့လိုက်တုပပြီးတော့နေရလူတဲ့လုံရတစ်ခုလို့မြင်ပါသလား။ဒါမှမဟုတ်ဈေးွက်ထဲမှာဘသူမဆိုလွတ်လပ်စွာရှင်ပြန်ခွင့်ရှိတယ်ဆိုတဲ့စီးပွားရေးတဘာဝတစ်ခုပဲလို့သုံးသပ်ပါသလား။ဆယ်လီအောင်ချဲရီတယောက်ကိုထားနေကိုမနေဘူးဆိုတဲ့ဝေဖန်မှုတွေကရောမှန်ကန်တယ်လို့ထင်ပါ ားသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်